ဒီနေ့အတူတူနားထောင်အောင်ပါကပြည့်တစာမာလီတီတီမောင်ဆိုတဲ့စတိုရီလေးပဲပြီးသွားရင်နားထောင်ပြီးသွားရင်ကိုယ့်ရဲ့အမြင်လေးတွေကို comment မှာချရေးပေးပါအောင်နောက်ကြတော့လည်း report လေးလုပ်ပေးပါအောင်ပေါ့နော်ကဲဒါဆိုရင်အတူတူပဲနားထောင်ကြည့်အောင်စတိုရီလေးကိုဖွင့်လိုက်တော့မယ်နော်ဘယ်လိုဘယ်လိုပြန်ပြောစမ်းပါဦးတခင်မနားကြနာလွဲလေသလားကွယ် ဟုတ်တယ်တခင်မရဲ့တခင်မအမျိုးသမီးတစ်ယောက်ကတွေ့ခွင့်တောင်းနေတာမဖြစ်နိုင်တာတခင်မဘောမှာအမျိုးသမီးကတွေ့ခွင့်တောင်းနေဆိုတာလုံးဝမဖြစ်နိုင်တာပဲဒါနဲ့အဲ့ဒီအမျိုးသမီးကဘာလုပ်လဲဘာကိစ္စလဲတော့တလကြိုတင်ချိတ်ဆက်ထားခြင်းမရှိရင်တခင်မဘလူးမမတွေ့တာ तू မသိဘူးလားတိတ်ချစ်တည်ရှိတဲ့အမျိုးသမီးတစ်ယောက်ပါတခင်မရဲ့ကိုရေးကိုတာကိစ္စကြောင့်တခင်မကိုပဲတွေ့ချင်တယ်တခင်မနဲ့နှစ်ကိုကြပြောပြရစီတဲ့ဖះဖះဟုတ်မဟုတ်ရဲ့လားကွယ် ကဲထားပါတော့သူ့ကိုဖြောရင်းနဲ့ဧခန်ထားလိုက်အခင်မလာခဲ့မယ်ခဏဆောင့်ဖို့တော့ပြောထားလိုက်အင်းကျမတို့ပြည်တစားတယောက်ကိုအမျိုးသမီးတယောက်ကတွေးခွင့်တောင်းနေဆိုတော့တတော်ကြီးကိုထူဆန်းနေတာကိုကိုမှန်ရှိမှတစ်ချက်လှက်ပတ်ကြည့်လိုက်တယ်ပြီးတော့အပေါ်ယုံလေးကိုအตาရာချုံပြီးဧကမ်းမစီကို ထွက်လာခဲ့တာပေါ့လေအိုးညနာလေးကကြက်တီရှိတယ်လို့အေးချမ်းလှပါလားဧကမ်း ဆန္နာကူးညောင်စောင်းမှာထိုင်နေတဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ကြက်တီရှိနေတယ်ကျမနဲ့တက်သူရွယ်သူလောက်ရှိမဲ့မိန်းကလေးတယောက်ကျမဧကန်းအပြင်အစင် ခန်းနာပုံကိုစိတ်မတစားကြည့်ရင်ကျမောင်းစောင့်နေတာတွေ့လိုက်ရတယ်ကျမစီးရီမှာပါသူကျမမောကြည့်ပြီးပါဇက်အဟောင်းသားနဲ့ခဏငေးမောသွားတယ်ပြီးမှသတိဝင်လာပြီဒီလောက်လှပကြော်ရှင်ပြီးကြက်တီရှိလိုက်တာတီးရီမှာပဲဖြစ်မှာပေါ့ နိုင်ငံတော်ရဲ့အချောဆုံးအလှဆုံးကြက်တည်အရှိဆုံးဘက်ကိုခံယူထားတာပဲကျမတော့ငေးမိသွားရတယ်ကျမအုပ်တရပါ သူမနတထေးကြီးရဲ့ချွေးမပါရှင်အော်နန်းတော်တထေးလေးရဲ့ကျင်ရကိုနာမည်ကိုကြားဘူးတာကြားပါပြီရှင် တိတ်တော်ပြီခင်ဗျို့တိတ်ယူဆိုင်တဲ့မိမမျက်လေးတဲ့အခုတော့ကျမယုံသွားပြီဒီမဲ့ကျမပြောပြအောင်မယ်ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ်တထွေးတကြဲတွေတဲမှာ ကျမချီကိုရောက်မလာတဲ့တူးသောသူကို ပြပါဆိုရင်လေရှင့်ရဲ့နူးညံ့တိမ်ွေးတဲ့ပြူးစုမှုအောက်ကရှင့်ခင်ပေါ်မယ်ရှင့်ဒါဝါရှင်တည်ရလားအင်းသူတိတိမနဲ့မတွေ့ဘူးလားကြောင့်တိတိမစီမလာတာကြောင့်ကျမမှာအခက်တွေတွေ့ပြီးနောက်ဆုံးကျမကပဲတိတိမစီလာပြီးတိတိမကလာပေးဖို့အကူအညီတောင်းရတာမျိုးပေါ့ရှင်ဟဲ့ဘလို့ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင်သူစမ်းတာလေးနဲ့ပဲကြုံတွေ့နေရတယ်တခုခုမှားနေသလားပဲ ကျမအချင်းအမကကျမကိုရှင်ခင်ပွန်းနဲ့တွေ့စေချင်သလားပဲဟုတ်လားကျမတိတာကဂုံတေရှိအမျိုးသမီးတွေကသူတို့ခင်ပွန်းတွေကို ကျမစီခြေဦးလှဲ့လာမှတိတ်ကြောက်ကြတာလေပြောရမှာတော့အာနာပါတယ်တေလိမာရင်ကျမဖခင် သူမနတထင်းနဲ့ကျမခင်ပွန်းဟာဗုဒ္ဓရဲ့တရားတော်ကိုတတ်ဝင်ယုံကြည်မှုမရှိကြဘူးလေဗုဒ္ဓရဲ့အဆုံးအမကိုလက်မခံသေးဘူး ကျွန်တော်ကတော့ကျွန်မမိဘတွေလိုဒါနသီလဘဝနာကိုအားကိုးပြုပြီးတော့နေတာလေဒါပေမဲ့ရှင်သီလတွေမှာကျွန်မလေသူနဲ့အကြောင်းပါပြီးခိအကြောင်းပါပြီးခရေကစားလို့ကျွန်မကိုလေဥပုပ်လေးတောင်စောက်ခွင့်မပေးပဲနေစဉ်သူ့ကိုပဲပြုစုစေတယ်ဒါတော့အမခင်ဘုံကအမတိတ်ချစ်တာပေါ့တီတီမာကရေးပြီးပြောလိုက်ခြင်းပဲဖြစ်ပါတယ်ဒါချစ်တာလို့ခေါ်လာတီတီမာပြုံးမြှုပ်တွေကုံသွားခြင်းရောအစင်းလာတော့ အရွယ်နုပြတော့ကျမတန်ဆွမ်းတော့ချစ်ကြတာပေါ့အိုးအမအုပ်တယ်ယာကျမအမိလက်ဒီလိုပဲရှင့်ဘေးမင်းမြတ်ကအစတနင်္ဂနွေလုံးအနန်းခံတဲ့ပန်းကလေးဟောသူလည်းအိုမင်းရောဘလူးမရေးမလုပ်တော့ဘူးလေအခုလည်းကြည့်လေကျမမပိုင်ရင်ဘေးမင်းကြီးဘာပွဲမှလုပ်လို့မရဘူးဘယ်တန်တမန်ဧည့်သည်မှတွေ့လို့မရဘူး ကျမအားတဲ့ရက်ကိုသူညှိပြီးစီစဉ်ရတာပြောစမအောင်အမအုပ်တရားကျမရဲ့ပြုံးမြင့်ချင်ကဘလောက်ထိခံမလဲနောက်9နှစ်လားနောက်10နှစ်လားသူမကကျမတို့ညမငယ်လေးတယောက်တို့မျက်နှိုးစွာပြုံးသူမကကျမကိုညမငယ်လေးတယောက်တို့မျက်နှိုးစွာပြုံးကြည့်နေတယ်ကောင်းပြီလေကျမဘလို့ကူညီရမလဲပြောပြောပါလေ15ရက်တိတိကျမအိမ်မှာလာနေပြီကျမခင်ပွန်းကိုခင်ပွန်းတယောက်လို့ပြုစုပြီးပါညမရဲ့ ဗုဒ္ဓနဲ့တန်ဃာတော်တွေကိုကျမစွန့်ဖိတ်လှုပ်ကျွေးခြင်းနဲ့တီလာဆောက်တည်ခြင်းနဲ့15ရက်ထဲကြာတဲ့ငွေကိုအခုတည်းကပေးခဲ့ပါမယ်ညီမရဲ့15ရက်ကြည့်အောင်များလားကြည်လားပြီးတော့အမခင်ဘုံကကျမပြုစုလှုပ်ကျွေးလာနှစ်သက်မယ်လို့ပေါ့အမထင်လာရင်ငါညီမတော့လှလာရာဇာကြုံမှာရှိလို့လားညီမလေးရေပြိုမြင့်မှုနဲ့အလှပကိုကိုယ်ွယ်တဲ့ယောက်ျားတစ်ယောက်က လောကမှာအလှဆုံးလို့ပြောလို့ရတဲ့မြမအောင်မနစ်သက်ဘူးဆိုရင်ကျင်းတည်ပြီးသူဟာယောဂီပဲအမခင်ပေါ်ကြောင့်အမသိပါတဲ့မြမရဲ့သူ့မင်းနဲ့တွေ့တာနောက်ကျတယ်တော့မထင်နေအောင်ပါတကယ်ဆိုကျမဓာမျိုးရက်ရှည်ပြုစုရတာလက်မခံချင်ဘူးအားလုံးကိုနေပိုင်းနာရီပိုင်းနောက်ပဲပြုစုရတာဒါပေမဲ့ခင်ပွန်းအတွက်ဇနီးကိုယ်တိုင်လာတယ်ဆိုတော့ကျမလက်ခံလိုက်ပါမယ် ပြီးတော့ဗုဒ္ဓအတွက်ဆိုတဲ့စကားကိုကြားတော့ကျမတို့အနယ်ယဟန်နာမကြီးအမပါလီကိုမြင်ပြီလို့ပါဝမ်းသာလိုက်တာကျမရဲ့တာရုတာရုတာရုပါဒါဆိုအမမနဲ့ဖြန်ရထားလွှတ်လိုက်ပါမယ်အိုးကိစ္စမရှိဘူးအမကျမရထားနဲ့ပဲလာခဲ့လိုက်ပါမယ်ကျမရဲ့မြင်းဖြူလေးကောင်ကတဲ့ရထားလုံးနန္ဒတထေးလေးရဲ့အိမ်ရှိရောက်တယ်ဆိုရင်ပဲကျမနဲ့အတူပါလာတဲ့အလုသမားတွေကကျမကိုတကားဖွင့်ပေးချိန်မှာအုတ်တရာကအိမ်ထဲက ပြောင်းရှင်စွာပြေးထွက်လာပြီးရထားပေါ်ကဆင်းမဲ့ကျမကိုသူ့လက်နှစ်ဖက်နဲ့စီးချိုဖေးမှပါတယ်အသိစောင့်နေတဲ့သူ့အခြေအခြေအရန်တွေကကျမတစ်တာတွေကိုတည်သွားကြတယ်သူကျမလက်ကိုဆွဲပြီးခန်းနားလာတဲ့ဂေဟာကြီးအပေါ်တက်လာခဲ့တယ်လှေကားထိတ်နှစ်ဖက်မှာမိမပြိုနှစ်ယောက်စီကကျမတို့ကိုအယုံသိပေးကြတာပေါ့လေညီတို့အရှင်အခန်းတွင်းထဲမှာလာဟုတ်ကဲ့ပါတခင်မဧည့်သည်အတွက်တခင်အခန်းနဲ့ကက်လျက်အခန်းမှာပြင်ထားပါတယ် ကောင်းပြီကောင်းပြီမင်းတို့လွတ်လွတ်လပ်လပ်နေကြတော့သူကျွန်မလက်ကိုဆွဲခေါ်လာပြီကျွန်မအတွက်ပြင်ထားတဲ့အခန်းလို့ထင်ရတဲ့အခန်းအရှိမရက်လိုက်ပြီးတော့ခဏတစ်ဖြုတ်နောက်တော့ညီမလေးခဏနေတထေးမင်းနဲ့တွေ့ဖို့အမလာခေါ်မယ်တလုံးပေါ်မှာထိုင်ရင်ကျမဘဝအကြောင်းကျမပြန်စဉ်းစားမိတာပေါ့လေကျမရဲ့အမေနာမည်ကတိတ်လာဝတီဘေမိတာရာမင်းကြီးရဲ့အမတ်ချုပ်ကြီးရဲ့တမီး ဝေတာလီဂါနာနိုင်ငံတွေရဲ့ဥပဒေအရနိုင်ငံတကာနိုင်ငံကမြင့်မြတ်တဲ့မျိုးနွယ်မိန်းကလေးတရတိတ်ချောတိတ်လာလို့ခုနှစ်ပြည်တော်မင်းတွေလာတောင်းရန်ယူလာပြီးဆိုရင်အဲ့ဒီမိန်းကလေးကိုနိုင်ငံတော်ရဲ့မြင့်မြတ်တဲ့သူအားလုံးပိုင်သူဆိုတဲ့ဖွဲ့ပေးရတယ်။အရင်ကိုတိုင်းစံနှန်းဥယျာဉ်စောက်ပေးရတယ်။မင်းဆိုးရာစာနဲ့ဘရင်ဘွတ်ပေးထားတဲ့တထဲတွေကို ပြုစုရတယ်။မင်းခမ်းမင်းသားတွေကိုဥစည်းရတယ်။တပြည်တော်မင်းတွေကိုအဲ့ခံရတယ်။ စစ်မှတ်အရေးအရေးအမှတ်ရှိရင်မာယာနဲ့ညှိနှိုင်းရတယ်တရင်နှိုင်းရတယ်ဒီလိုဖွဲ့ပေးလိုက်တဲ့အချိန်မှာ ကျမမိခင်ရဲ့ချစ်သူအဘယမင်းသားကကျမအမေကို နှစ်ချီပြီးဟားခဲ့တယ်ဥပဒေပေါ်မှာမလွန်ဆန်နိုင်တဲ့ကို ကျမရဲ့မိခင်ဟာအဘယမင်းသားနဲ့အကြောင်းပြုစုံမှတ်ပြီးသားလေးတယောက်ကိုဖွားမြင်ခဲ့တယ်သားယောက်ျားလေးဂုံမငယ်ရအောင်အဘယဘရင်ကိုတိုင်နန်းတွင်းခေါ်ယူသူရင်သွေးလေးကိုဇီဝကလို့မှဲ့ပြီးနန်းတွင်းမှာထားခဲ့တယ် ကျမကိုဝေးဖွားခဲ့တဲ့အခါမှာတော့မအေတူတဲ့အပြင်မအေထက်တောင်နူးညံ့နှပါလို့ကျမကို မိခင်ရဲ့အရာရာကိုဆက်ခံစေခဲ့တယ်။မိခင်ကြီးကွယ်လွန်တဲ့အခါကျမကိုသိချစ်တဲ့ကျမရဲ့အကိုကြီးဟာတမတော်ကြီးဇီဝကဆိုပြီးထင်ရှားခဲ့တယ်လို့ကျမဟာလည်းရာဇကျုံရဲ့ရုပ်အစင်းအင်္ကာကြံအင်လက္ခဏာပညာအဖျားဖျားနဲ့ပြည့်စုံတဲ့မင်းအတိအမှတ်ပြုတိုင်းကြီးရဲ့အဓိကကြတဲ့ဝန်ထမ်းတစ်ဦးဖြစ်လာတာပေါ့။ ဒီလိုနိုင်ငံသမီးပြို့တွေဟာမဟာစီမဟာသွေးပဲဖြစ်ရတယ်လေကျမတအပ်တဲ့တာဝန်တွေဟုတ်လားအဲ့ဒါတွေကတော့၁၈မျိုးရှိတယ်နံပါတ်၁ကအကမျိုးစုံကပြတင်ပြတတ်ကြတာပေါ့လေ၁၈ကတော့ no thobat malain dengue စသည်လို့ကိုယ်တိုင်စီရင်ခြင်းအသက်ပေါ့နော်ဒါအပြင်မင်းမှုရန်တို့ကိုလည်းနိုင်ငံအတွက်စူးစမ်းခြင်းစိတ်ရှိအောင် တချင်းဆက်ဆူဖြောဖြေကပြခြင်းရဲစိတ်ရဲမှန်ပြေဝအောင်တချင်းများဆက်ဆူဖြောဖြောဖြေပေးခြင်းဒါရီတက်ရတာပေါ့ပြည်သူတွေကိုသူတို့အနေနဲ့ပေါ့နော်ဘရင်ကိုတွေ့ရခဲ့တယ်လို့ကျွန်မကလည်းတွေ့ခဲ့တယ်လေတနှစ်တစ်ချိန်နိုင်ငံသူနိုင်ငံသားတွေမင်းမူတန်းရဲမတ်တွေကိုတချင်းတီကုံဖြောဖြေရတယ်ပြည်သူတွေကလည်းကျွန်မကိုသိမျက်နှာပေါ့လေဒါကြောင့်နိုင်ငံတော်ကချိတဲ့ဆိုတာနိုင်ငံကုံဆောင်ပညာရှိမင်းမျိုးမင်းနွယ်ဆိုပါတော့ ကျမအမေနဲ့ခစ်ပြိုင်အမပါလီဆိုတဲ့ဝေသားလီကကကြည်တယ်ဆိုရင်လေမူကြီးမတ်ကြီးတွေထက်တောင်ပညာတာလွန်တဲ့အပြင်ဟောအခုဆိုရင်လေဘုရားရဲ့တမီးတော်ယဟန္တာထေရီမာကြီးဖြစ်နေပြီလေအင်းကျမလည်းတနေ့လေးမှာဗုဒ္ဓကိုယုံကြည်သူဖြစ်လာမလားမသိဘူးဒါပေမဲ့ကျမကတော့လက်ရှိကျမရဲ့ပြိုမြင့်နုနယ်မှုကိုသိတဲ့ဘောကြတယ်ကျမခြေတော်လေးတစ်ချက်ခတ်လိုက်တဲ့ဘယင်ကအစမင်းဆွေဆိုမျိုးတထေးတွေရဲ့ငွေအလုံးကျမခြေတော်အောင်ရောက်လာတာလေး ျမစဉ်းစားခဲ့မျောနေစင်မှာတကားခောက်တန်ကြလိုက်ရတယ်။ညီမရေတထေးလေးနဲ့တွေ့ရအောင်။သူ့နောက်ကနေခက်ရွတ်ရွတ်လိုက်သွားလိုက်တယ်။ကျမရဲ့ကက်လျက် အခင်းထဲမှာတထေးလေးကိုတလွန်ညောင်ဆောင်ပေါ်ထိုင်နေတာကိုတွေ့လိုက်ရတယ်။သူတေးရေကိုရွှေခွက်နဲ့တောက်နေဒုံအချိန်မှာပေါ်လေ။ခံညမ်းမှုရေတဲ့အပူပင်အကြောင်းကြစိတ်တော့ကကိုသူ့စိတ်ထဲအရောက်မခံတဲ့ပုံပဲ။ဥပဒေရောက်ကောင်းတယ်လို့ဥဒေယာပြောတယ်လို့ပဲ။ကာမ ကာမယောဂကျင့်သုံးအာတံပုံပဲဆိုတာအကဲခတ်လို့ရတယ်။ဘယ်လိုပဲဆိုဆိုသဘောသားဖြောင့်ဆင်းပြီးနှစ်လိုပဲအစင်းရှိသူလို့တတ်မှတ်ရမှာပေါ့လေ။တိတိမာရောက်လာပါပြီရှင်သာ။သူကျမကိုလှမ်းကြည့်လိုက်တယ်။ကျမလည်းသူ့ကိုစိုက်ကြည့်လိုက်တဲ့အချိန်ကျင်းသေးပြီးသူ့အကြည့်ကိုကျမရဲ့ရူပယုံကတန်လိုက်လို့ဆွဲဆောင်သွားပြီးမခွာတော့ဘူး။သူအုတ်တရာရှိနေတာတော့မသိတော့ဘူးလေ။ကဲတိတိမာကိုအိမ်ကိုခင်ပုံလို့သဘောထားပျော့ပျော့နေတော့အိမ်စီအမှုမြင့် အမှုလုပ်များကိုလည်းရှင့်ကိုကျမနဲ့မချခါစားယူတည်ကြပါလိမ့်မယ်။ကိုခင်ပုံလို့သဘောထားဒီစကားကကျမကိုပီတိဖြစ်စေတယ်။ကျမအုတ်တရားကိုခေါင်းကြီးပြလိုက်တယ်။နန္ဒာကတော့ကျမကိုခြေဆုံးခေါင်းဆုံးကြည့်နေရတာမခွာနိုင်သေးဘူးလေ။အုတ်တရားထွက်သွားပါတယ်။သူကျမကိုကြည့်နေတော့ကျမသူ့နာတူးသွားလိုက်တယ်။ဘာစကားမှမပြောတော့ဘူးလား။တီတိမှာအလိုမရှိတာလား။အိုးဒီလိုမဟုတ်ဘူးလေ။ဖြုံးကနေဆိုတော့ဒီအံ့ဩသွားလို့ပါ။ဘာလို့ နတ်သမီးတစ်ပါးကြုံရှိရောက်လာတယ်လို့အိမ်မက်များမှတ်နေသလားလို့ပါလှလိုက်တဲ့တီလေးမှရဲ့လှလိုက်တာဒိန်းနဲ့ဒီရက်ထိတီလေးမှကိုမတွေ့ခဲ့ရတာသွားမရှာခဲ့တာကိုတော့ကိုကိုကိုခွင့်မလွန်နိုင်အောင်ပါပဲကျမလည်းသူ့ကိုမြင်မြင်နဲ့စိတ်ဝင်စားမိတယ်ဒီရက်တွေသူ့ကျမကိုသူ့မျက်စိအောက်ကအပြောင်းမခံဘူးနောက်ဆုံးအစာအတော့ကိုတော့တီလေးမှပြင်ဆင်ပေးမှအဝတ်စားကအစာတီလေးမှဆင်မှကျမတို့ကဘာမှအုတ်တရာမရှိတော့ဘူး ကျဲကျုံတွေကလည်းကျမကိုအင်ကြီးတခင်တချေးကြော်ကြီးလို့ရိုကျူးခါစားကြတယ်။ကျမထင်တယ်လေသူကျမလက်လွတ်မခံတော့ဘူး။ကျမလည်းအိမ်အောင်ရှင်မိမတယောက်လိုပဲနေချင်လာတော့တယ်။ကျမတို့အချင်းတွေကိုမိတ်နေကြတယ်။သူကသူနဲ့ကျမစားတွေ့တဲ့နေ့ကိုသူနဲ့ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့သတ်မှတ်တယ်။တော်တော်ကြီးကိုပျော်ခဲ့ကြတာ။ဒီလိုနဲ့နန္ဒတထေးယုံကမှကျမနေနေခဲ့တာနှစ်ပတ်ပြည့်ခဲ့ပြီ။ ကျမနဲ့နန္နာကတော့တန်လိုက်နဲ့တန်ခဲ့သူတိတ်လိုက်လိုက်ဖတ်တယ်။ပြီးတော့ကျမတို့နှစ်ယောက်မခွဲနိုင်တော့ဘူး။ကျမစိတ်ကိုကျမသိနေပြီ။ကျမသူ့ကိုမခွဲနိုင်ဘူး။မနေ့ဖြန်15ရက်ပြည့်မြောက်ပြီလေ။လင်သားခဲ့မဲ့တော့အိမ်ကိုပြန်ရတော့မယ်။ငါဒီအိမ်ကိုတိတ်ဆက်ဆုပ်တယ်။အကယ်၍ဥတ္တရာတိတ်